မင်္ဂလာပါခင်ဗျာပရိသတ်ကြီးကိုဒီနေ့ဆက်လက်တင်ပြချင်တာကတော့အရှိတောင်အာရှဒေသမှာတဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်တဲ့ကမာဂီမုန်တိုင်းတည်ရင်ပဲဖြစ်ပါလိမ့်ကမာဂီအမိရတဲ့အင်ဟာပြင်းမုန်တိုင်းဟာဖိလစ်ပိုင်ကိုဖျက်ချော်ခဲ့ပြီးနှစ်ရက်အကြာမှာတော့ဗီယက်နမ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ပါပြီဖိလစ်ပိုင်မှာတော့ကဒီမုန်တိုင်းကြောင့်လူတိဟန်ကျော်တေဆုံးခဲ့ရတာမို့အခုဗီယက်နမ်အတွက်လည်းစိုးရိမ်စရာဖြစ်နေပါလိမ့် VNN မိုးလေဝသဌာနကထုတ်ပြန်ချက်အရဆိုရင်ဒီမုန်တိုင်းမှာတနာယီမိုင်93မိုင်အထိတိုက်ခတ်နိုင်တဲ့လေးတိုက်နှုံးနဲ့ပေ30အထိမြင့်မားတဲ့လိုင်းလုံးကြီးတွေပါဝင်လာနိုင်ပါတယ်။ဒါကြောင့်အာနာပိုင်တွေဟာလေးစိတ်တွေကိုပိတ်သိမ်းပြီးကမ်းရိုးတန်းအနီးကဟွာဝေးမှုသားတွေကိုနေအိမ်ထဲမှာပဲလုံခြုံစွာနေထိုင်ကြဖို့အမိန့်ထုတ်ထားရပါတယ်။ဒီ data ပြီးခဲ့တဲ့တစ်ပတ်ကျော်အတွင်းမှာကိုရည်ချီးမှု၃ချိန်လောက်ဂျုံခဲ့ရတာမို့အခုလာမယ့်မုန်တိုင်းဟာနောက်ထပ်ဆုံးရှုံးမှုတွေပိုဖြစ်လာစေမှာကိုစိုးရိမ်နေရပါတယ်။ဒေတာကံလဲသမားကူဖြစ်တဲ့20 Hugh က ဒီရေကြီးမှုဟာတတိယအကြိမ်ပါအခုလာမယ်ခေါင်မေးကြီးဆိုတဲ့မုန်တိုင်းဟာစတုတအကြိမ်ရေကြီးမှုဖြစ်စီတော့မှာပါရေတွေပြန်ချကိုအကြိမ်ယူရမှာကိုအရန်ကြောက်တယ်ဘသူမှစားဝတ်နေရေးအတွက်အလုံးမလုံးနိုင်ခရီးတွေလည်းတုံးပတ်လုံးကြောင်းမတက်နိုင်တာကြောင့်ထုတ်ခတ်ရမှနေရတယ်ကိုပြောပြခဲ့ပါတယ်ဒီခေါင်မေးကြီးမုန်တိုင်းဟာဗီယက်နမ်ကိုဒီနှစ်အတွင်းတိုက်ခတ်တဲ့73ကြိမ်မြောက်မုန်တိုင်းဖြစ်ပါတယ်အစိုးရကလည်းရှာဖွေကယ်ဆယ်ရေးအတွက်စစ်တီ28000ကျော်ကိုအသင့်ပြန်ထားပြီး GR line ပြည်နယ်ကလူပေါင်း260000ကျော်ကိုဘီးလူရကိုရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်းနှုတ်ဆုံးရသတင်းတွေအရသိရပါတယ်